ငလင်ဘေးနဲ့ပတ်သက်ပြီးမြန်မာပြည်သက်တီအပေါ်မှာကျေးဇူးဆက်လာခဲ့တဲ့ကိုရီးယားမင်းသမီးခင်ဂွန်ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ DD Plus Page ကနေပြီးတော့ပြည်သက်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။မြန်မာနိုင်ငံရဲ့ငလင်ဘေးကအရန်ကိုစိုးဝါလွန်လာကြောင်းနိုင်ငံတကာကယ်ဆယ်ရေးတွေကလည်းလာရောက်ကူညီပြီးတော့ကယ်ဆယ်နေတာဖြစ်ပါရစေ။အခုလောက်ထိဖြစ်နေတဲ့အချိန်မှာမြန်မာနိုင်ငံကလူတချို့ကကိုကျင်းမဆာနာပဲနဲ့ပျော်ပါနေနိုင်တာမျိုးတွေလည်းရှိပါရစေ။နိုင်ငံအတွင်းမှာကိုကျင်းမဆာနာပါဈေးတွေအဆမတန်တင်ရောက်လာ မျိုးတွေလည်းရှိပါတယ်။နိုင်ငံအတွင်းမှာအခုလိုမဆာနာတဲ့သူတွေအနုပညာရှင်တချို့ရှိနေသေးပေမဲ့လည်း ြပနိုင်ငံမှာရှိတဲ့အနုပညာရှင်တချို့ကတော့မြမရဲ့ငလင်ပီအတွက်ကိုဝန်ထင်းစွာနဲ့ကိုအရေးဆိုင်လို့နေတာဖြစ်ပါတယ်။ဒီထဲမှာမှာကိုရီးယားနိုင်ငံအနုပညာရှင်တချို့ကမြမငလင်ပီအတွက်ဝန်ထင်းချောင်းဖော်ပြရုံတည်းမှာကပဲအလူငွေတွေပါကူညီပေးနေတာဖြစ်ပါတယ်။မြမနိုင်ငံပရိသတ်ကြီးအများအပြားကကိုရီးယားနိုင်ငံအနုပညာရှင်တွေကိုအသေးအတန်ကိုအားပေးကြတာဖြစ်ပါတယ်။အားပေးတာနဲ့ထိုက်တန်အောင်လဲကိုရီးယားအနုပညာရှင်တယောက်ဖြစ်တဲ့ခင်ဂွန်ကအလူငွေတွေအများကြီးလူဒန်းပေးခဲ့တာဖြစ်ပါတယ်။သူကတော့ Goblin Zealand နဲ့မြန်မာပြည်သက်တီတခင်းနဲ့အပီးချင်းခံခဲ့ရတာသူဖြစ်ပါရင် မြန်မာနိုင်ငံမှာသူ့ကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေအများကြီးရှိတာကိုလည်းသူကသိနေခဲ့တာပါ။ဒါကြောင့်မို့လဲမြန်မာနိုင်ငံမှာငလင်ကြောင့်အများကြီးထိခိုက်ပျက်စီးသွားတာကို သိပြီးတော့မင်းသမီးကသူမရဲ့အကောင့်မှာဝန်ထဲကျောင်းစာကိုချက်ချင်းရေးတင်ထားခဲ့တာပါ။မြန်မာနိုင်ငံမှာလူနေအိမ်တွေနဲ့လူတွေအများကြီးပျက်စီးဆုံးရှုံးရတဲ့အပေါ်မှာတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဆိုပြီးတော့မင်းသမီးကဝန်ထဲစွာနဲ့စာရင်းတင်ထားခဲ့ပါတယ်။တောင်ပြင်းသူမဘက်ကနေသူမကိုအားပေးတဲ့မြန်မာပြည်သက်တီအတွက်လှုပ်ပေးနိုင်တာတွေကိုလည်းလှုပ ုတ်ပေးလာခဲ့တာဖြစ်ပါတယ်။အဲဒါကတော့မင်းသမီးခင်ကိုဟန်မြန်မာနိုင်ငံကငလင်ဘီအတွက် ဝန်တန်း90ကိုလှူဒန်းပေးလိုက်တာဖြစ်ပါတယ်မြန်မာငွေ3000နီးပါးပမာဏကိုမြန်မာနိုင်ငံငလင်ဘီအတွက်ထိရောက်တဲ့အဖွဲ့အစည်းကိုလှူပေးလိုက်တာဖြစ်ပါတယ်မင်းသမီးကငလင်ဘီမှာကြုံတွေ့ခံစားရတဲ့ကလေးသင်ငယ်တွေကိုအဓိကလှူပေးဖို့လဲထောင်းဆိုထားပါတယ်ကလေးသင်ငယ်အခွင့်အရေးဆိုင်ရာအထူးပြုကမ္ဘာလုံးဆိုင်ရာ NGO ဖြစ်တဲ့ Good Neighbor အဖွဲ့ကိုလှူဒန်းပေးခဲ့တာဖြစ်ပါတယ်အဲဒီအဖွဲ့ကနေမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလင်ဘီအတွက် အမြန်ဆုံးလှူဒန်းပေးသွားမယ်လို့လည်းသိရပါဗျ သူမဘက်ကနေလည်းတနိုင်တလောက်မြန်မာငလင်ပီးကိုပြည်ပအဖွဲ့ရိယာတိအောင် speak out လုပ်ပေးနေတာမို့ဂျေဆုလဲတင်နေကြတာဖြစ်ပါတယ်။အာဘိယဂျိုနလအောင်အခုလိုမျိုးဂျေဆုဆက်လာပေးတဲ့အတွက် King Go Eun ကိုမြန်မာပြည်သက်တရားတော့ချီးကျူးနေကြပါတယ်။မြန်မာပြည်သက်တရားလည်းလုပ်ပေးနိုင်တဲ့ဘက်ကနေ King Go Eun ရဲ့ Instagram account ကို follow လုပ်ပြီးတော့ပြန်တုံးပြန်ပေးနေကြတာလည်းဖြစ်ပါတယ်။ကိုရီးယားနုပညာရှင်တွေအတွက် Instagram account ကိုဒါအဓိကသုံးတာမို့ follow ပြန်လုပ်ပေးရင်လူတန်းပေးခဲ့တဲ့အပေါ်မှာမြန်မာပြည်သက်တရားနေနဲ့ဂျေဆုတုံးပြန်နိုင်ပါတယ်။ ်ကိုရီးယားလူပညာရှင်တွေမှာအင်ဆိုဝန်ကလည်းသန်း30ကိုလူတန်းပေးထားပါတယ်။ဒါအပြင်ဂျပန်ကတုံးလို့လူသိများတဲ့ဂျပန်လူပညာရှင်ကလည်းမြန်မာနိုင်ငံငလင်ပီအတွက်တနိုင်တလောင်လူတန်းပေးလာခဲ့တာပါငလင်ပီနဲ့ပတ်သက်ပြီးတော့မြန်မာပြည်သက်တီအပေါ်မှာဂျေဆူဆက်လာခဲ့တဲ့ကိုရီးယားမင်းသမီးခင်ဂိုအန်အပေါ်ပြည်သက်တူရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းပြည်သက်တီရောက်ချင်းစီတိုင်းကိုအထူးပဲဂျေဆူတင်ရှိပါရရှင်